ဖျားဖြစ်ပြီးတဲ့နောက်35ရက်ပဲရှိသေးတယ်အစပါလညောင်းပင်နေရင်စရာမြေကန္နာကအစပါလညောင်းပင်အောက်မှာတရင်သုံးနေထိုင်စဉ်အခါမှာမနတ်ကရောက်လာတယ်ရောက်လာပြီးတဲ့အခါကျတော့ပြိနိဗ္ဗာတုဗန္တိဘဂဝါအရှင်ဘုရားခန္ဓာတွေချုပ်ငိမ့်ပြီးတော့အေးအေးနေတော်မူပါပြိနိဗ္ဗာန်စံဖို့ဆိုပြီးတော့လာလျှောက်တယ် အဲ့ဒီလျှောက်တဲ့အချိန်တုန်းကငါကပြောလိုက်တယ်ငါရဲ့တပြိတာဝကဘိက္ခုဘိက္ခုနီဥပဒကဥပတိကမလို့ဆိုတဲ့ပိဋက၄ပါးဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာမှုမရှိသေးကြဘူးတဲ့ဒါတွေမကဘူးမိမိငါဟောထားတဲ့တရားတွေကို သင်ယူပြီးတဆင့်ဟောပြောနိုင်စွမ်းလည်းမရှိကြသေးဘူးဖြစ်ပေါ်လာတဲ့ အယူဝါဒလွဲမှားမှုတွေကိုလည်းပဲဖြေရှင်းနိုင်စွာမရှိကြသေးဘူး။ငါဘုရားချက်မှတ်ထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားဟာလည်းလူသည်ထင်ရှားကဘာအနှံ့ပြန့်နှံ့ခြင်းမရှိသေးဘူး။အဲ့ဒီအလုတ်တွေမလောက်ရသေးသမျှငါဘယ်တော့မှပြိဋိဘံမဆံဘူးလို့မြတ်စွာဘုရားကအဲ့ဒါလို့မိန့်ချခဲ့တယ်။အဲ့ဒါလို့မိန့်ချခဲ့တာကို အခုတခါ54နှစ်ကြာတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ် ဝေဒာလီနေကစပါလနကောမှာသတင်းသုံးနေထိုင်တဲ့အချိန်မနတာဟာရောက်လာပြန်တယ်ရောက်လာပြန်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုအဲ့ဒီတိုင်ပြန်ပြီးတော့လာတိုက်တွန်းတယ်အဲ့တော့စဉ်းစားကြည့်ရတာကဒီမနတ်ဆိုတာဟာတခြားဘာသာတွေမှာလည်းပဲစေတံဆိုပြီးတော့မနတ်သဘောတွေရှိနော်ဒီဗုဒ္ဓရဲ့ဗုဒ္ဓဝင်ထဲမှာလည်းပဲမာရမာရဆိုတဲ့ မနတ်ရှိစာပေကျမ်းကအရာပြောမယ်ဆိုလို့ရှိရင်မာရ၅မျိုးရှိပေါ့မြတ်စွာဘုရားရဲ့ဒီပိဋကတ်တော်မှာလေ့လာကြည့်မယ်ဆိုရင် ကိလေသာတွေကိုလည်းမာရလို့ခေါ်တာရှိတယ်နောက်တစ်ခါခန္ဓာကိုလည်းမာရလို့ခေါ်တယ်မာရဆိုတာတေစီတတ်တယ်ဖြစ်သမားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဖြစ်စီတတ်တယ်တေစီတတ်တယ် ဒီလိုဆိုလို့တတ်တတ်တယ်ဆိုအတိပဲခန္ဓာဟာလည်းပဲဒုရီသေးတာဟာခန္ဓာရဲ့ဖြည့်စည်မှုပဲလို့ဒီလိုပြောอ่ะဒါကြောင့်မလို့ခန္ဓာကိုလည်းမာရလို့ခေါ်တယ်ကိလေသာတွေဟာလည်းပဲတရားတွေကိုပျက်စီးစေတတ်လို့ကိလေသာတွေကိုလည်းမာရလို့ခေါ်တယ်အဘိသင်္ခါရလို့ဆိုတဲ့ကံတရားတွေဟာလည်းတရားတွေတန်တရားတွေမှာအချိန်ချင်းသိဖို့ရအတွက် လှုပ်ဆော်ပြီးတော့ဥဆောင်ပြီးတရားရီတန်တရားထဲမှာချိန်ချိန်ဖြစ်စီတာဖြစ်တော့ကြောင့်သူတို့ကိုလည်းမာရလို့ခေါ်တယ်။တခါလူတွေရဲ့ဘဝအဆုံးတတ်တဲ့တင်စားပြီးခေါ်တဲ့သေမင်းဆိုတာကိုလည်းသေတတ်တဲ့သဘောကိုလည်းမာရလို့ခေါ်တယ်။အခုဒီဝသဝတိနတ်ဘုံမှာနေတဲ့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ဆိုးရွားတဲ့အတွေးတွေနဲ့သူတော်ကောင်းတွေကိုလိုက်ပြီးနှောက်ရှက်ခြင်းနဲ့ ဒီနတ်ကုန်လည်းပဲမာရလို့ခေါ်တယ်။ဒါကတော့လူတွေထဲမှာလည်းပဲဒီဇယိုက်ဆိုးတွေရှိတဲ့လူတွေရှိတတ်တာ။နတ်တွေထဲမှာလည်းပဲဇယိုက်ဆိုးတဲ့နတ်လို့ခေါ်ဇယိုက်ဆိုးတဲ့လူတို့ဇယိုက်ဆိုးတဲ့နတ်တို့ဇယိုက်ဆိုးတဲ့သရဝါတို့ဆိုတာဟာ သူ့ဇယိုက်အလောက်ကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေကောင်းတာဆိုမကြည့်ချင်ဘူး။ဒုက္ခပေးဖို့အတွက်သူဟာလောကထဲမှာဖြစ်ပေါ်လာတယ်လို့ပဲ။ လူတကာကိုလှည့်ပြီးဒုက္ခပေးတဲ့လူတွေဆိုတာလေရှိကြတယ်လေလောကမှာလူတကာလိုက်ပြီးတော့ဒုက္ခပေးတတ်တဲ့လူမျိုးတွေလူဆိုးတွေဇရိုက်ဆိုးတွေဒါမျိုးတွေရှိတယ်အဲ့ဒါလိုပဲနတ်ဖြစ်တဲ့အခါမှာလည်းပဲနတ်ဇရိုက်ဆိုးတဲ့နတ်ဖြစ်တယ်အဲ့ဒီဇရိုက်ဆိုးတဲ့နတ်ဖြစ်သည့်အတွက်ကြောင့်လောကလူသားတွေအကျင့်ကောင်းကောင်းနဲ့နေကြထိုင်ကြတာကိုအလိုလို မျက်စိစပွဲမွေးစုပြီးမကြိုက်တာ ်မျက်စိစွဲမှုစုပြီးတော့မကြိုက်အဲ့လိုမကြိုက်လို့ပြက်လို့ပြက်စီလိုက်ပြီးတော့လှုပ်တာအဲ့ဒါမျိုးဒေဝပုဒ္ဒမာရလို့ခေါ်တယ်ပေါ့